စတင်ပြီးတော့ဝင်လာတဲ့အချိန်မှာသူတို့ရဲ့အသားကျလာတဲ့ form လေးတွေကိုတော့တောက်ဆုံစုလို့မြင်တွေ့ရတယ်။ဒီပွဲစဉ်မှာလည်း Majesty ဒီအချိန်မှာဘယ်သူမှမထင်ထားတဲ့ကျွန်တော်2-0ဆိုတဲ့ result ကိုတည်ဆောင်သွားနိုင်မလား။ဒါမှမဟုတ်ပဲ Fagor အနေနဲ့ကတော့ Reverse City တွေပြန်လှည့်ပြီးတော့တည်ဆောင်မှုအတွက်ကတော့ဒီ match point ကိုအရယူသွားနိုင်မလားဆိုတာတော့ lockdown ထဲမှာပဲအားလုံးနဲ့ဒီကြီးရှုရတော့မှာပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။နောက်ကျွန်တော်တို့ဒါ gain number 2ဖြစ်ပါတယ်။ gain number 1ကတော့တကယ်ကိုပဲဒါကောင်းမွန်လှပတဲ့လက်ဆွမ်းကောင်းတွေကိုပြသနိုင်ရင်းနဲ့ပဲ Majesty အနေနဲ့ကတော့နိုင်ရရှိထားတယ်။ Falcon Esports အနေနဲ့ ီတစ်ခေါက်မှာတော့ gain နဲ့မတူဘူးပြန်ပြီးတော့အနိုင်ကျနိုင်မလားဆိုတဲ့မေးခွန်းမျိုးတွေရှိလာကြတယ်နော်အဲ့တော့ death ရဲ့ join ဒီနပွဲစဉ်မှာပြန်လည်ပြီးတော့အသုံးပြုလာပြီဗျ gain flight ရဲ့ land ဆိုတော့ assassin တွေအားပြန်မှုဆိုတော့ဒီ broken wall မှာ hero grow ရတဲ့အချိန်တခုမှာမင်းမတော့အဲအရင်ကြီးတော့တာတော့မတာသေးဘူးဗျအဓိကကျူရှင်းကြောင့်လည်းပါမနဲ့တူရဲ့ဘိုးရဲ့ NL တော်လေးများတယ်ဒါမှလည်း KA လည်းများနေတယ်ဖလစ်ကာလေးနဲ့တူပဲခွန် Fab Block ကိုတော့ KA ကိုပဲအဆုံးသတ်ပေးလိုက်ပြီဗျာ Mac ရဲ့ Bandage တွေအကုန်လုံးတော့ Matic C အနေနဲ့ Game 1 Game 2ရောအသုံးချထားနိုင်တယ်လို့ပြောရမယ်ဗျာ Game Number 1မှာလည်း Dangerous Crash ကိုပဲအမိတဟဲပြူပြီးတော့သူတို့အနေနဲ့ Grow Recession ဆိုတဲ့တွဲလုံးကိုတော့ပြန်လည်ပြီးတော့အသုံးပြုခဲ့တယ်ဒီအချိန်မှာလည်း Rogan War မှာ Hater လိုမျိုးကျွန်တော်တို့ Mobility မြင်းနဲ့ Battle Combination ကိုစောစီစီချပေးနိုင်တယ်တစ်ဖက်ကနေပြီးတော့ဒီ Battle Setup တွေအကုန်လုံးကိုလိုက်လံပြီးတော့ဖျက်ဆီးနိုင်တယ်ဆိုတဲ့ Hater ကိုအသုံးပြုထားတဲ့ Matic C အနေနဲ့ဒီကောင်းချိုးတွေကိုတော့ကောင်းကောင်းမွန်မွန်တော့အသုံးချထားသေးတယ်ဗျာဒီမှာလည်း KA သွားပြီးတော့ပဲ King Flag ကိုတော့ဂျန်ငယ်ထဲမှာသွားနှ ောက်နေရဗျာเนาะကျွန်တော်တို့ဟုတ်တယ် အဲ့လိုမျိုးဒီခရီးသေးသေးလေးမရလို့ရှိရင်လဲဖုန်းမရရင်တော့နေငယ်လေးပြဿနာတော့ရှိရပြမင်းပါလေအပြည့်အဝတော်လေးပြင်းထန်တယ်2.2နေထားလေးတွေမှာเนาะကျွန်တော်တို့အပြန်လန်လေးတွေကတော့သွားပြီးတော့ lane feeding လောက်တာတွေသွေးလျှော်တာတွေရှိတယ်လဲဖိုးရဖို့တော့နေငယ်လေးပို့ပြီးဥစားပေးရလိမ့်မယ်ဂျင်္ဂလာတွေတော့ကလဲဖိုးကအရေးကြီးတယ်ဗျာเนาะဟုတ်တယ်ဒီက KH နေနဲ့မင်းမာကျော်ခုနပြီးအထောက်ထားတဲ့အချောင်းရင်ဘိုးရဲ့အရန်ခေါင်းထိုးလို့မရဘူးပေါ့เนาะသူရဲ့ damage တွေပြီးတော့လုံးဝနောက်ကနေပြီးတော့ ban ရဲ့ follower lane flare တွေပါနေရဲ့ဆိုတော့အချောင်းရင်ကလုံးဝ river area တခြားမှာတော့ဒီကိုနဲ့ဘိုးရဲနဲ့ခေါင်းရဲမတိုးနိုင် ုင်တဲ့အကြောင်းရင်းတွေပဲဗျ။စန်ဂျီအနေနဲ့ဘရူနိုထုတ်ထားတယ်။အဓိကကလည်းသူ့ဒီ Harry တို့ဘာလို့သာထုတ်လိုက်ခဲ့မယ်ဆိုရင်တော့သူ့မှာ regenerate နှုန်း life ကနှုန်းကတိတ်ပြီးတော့မပါဘူးဆိုတော့စန်ဂျီအနေနဲ့ Hazing Claw နဲ့ဆိုရင်တော့ save ကလည်းဖြစ်နိုင်တယ်။သွားခဲ့မယ်ဆိုရင်လည်း Twitter နှုန်းကလည်းသွားပြီးတော့ရှိနေရဲဆိုတော့ဘရူနိုကပြန်လဲပြောလို့ရွေးချယ်တာမှန်ပါလား။ Oh dash baby revolution ထပ်ပြီးတော့ယာရာသေးရဲ့နောက်မှာ little five piece တင်နေတာသေးတယ်ဗျာ။ကောပြန်ပြီးတော့ market မှာလာ normal new go တန်နေပြတာဒီတော့မကွန်နေနဲ့ပြန်လည်းလွတ်မြောက်ဖို့တော့အနိုင်ငယ်လေးတော့ခက်ခဲလာပြီဗျာတောက်လျှောက်ဆိုလို့ flare တွေပြသုံးတာနေနေပဲ Hiroki, the corner to the Tadeuro, <laughs> ဖဲကွန်နေနေရော first day မှာရပ်ယူသွားခဲ့ပြာဖဲကွန်သဲနေနေရော game number 1မှာ battle strap လေးခက်ခဲရှိခဲ့ဆိုရင်မော game number 2မှာတော့သူတို့ duration ကောင်းကောင်းနဲ့ပြန်လည်ပြီးပြင်ဆင်လာတာလေးကိုတွေ့ရမယ်ဒီ draft တွေနည်းနည်းလေးတော့ high risk တော့ဖြစ်တယ်ဗျာအားလေးတော့တာဝါခဲ့မယ်ဆိုရင်တော့တစ်ဖက် medicine အနေနဲ့ကောင်းတော့မိုးတော့ကခက်ခဲမယ်ဒါပေမဲ့လည်းပဲလူမိုးအားလေးတွေကဖဲကွန်တဲလာတယ်ဆိုရင် battle strap တွေကိုသာ shutdown ချနာနိုင်ခဲ့မယ်ဆိုရင်တော့ဖဲကွန်အနေနဲ့ဒီပွဲမှာရုံးကန်လည်းနည်းလေးတော့ခက်ခဲနိုင်တယ်ဗျာ left play တနည်းပြတင်းမြောက်ထားတယ်နောက်မှ ka ace အနေနဲ့ damage လေးကလည်းရှိနေတယ်အဓိက violent dance မရှိဘူးဆိုတဲ့အချက်ကြောင့်တော့အရင်ကတော့ risk တော့မယူထားသေးဘူး ်အပေါ်လမ်းမှာပြန်ပြီးတော့ជីမယ်ဆိုရင်တော့ခွန်တော့ new code ဒီအချိန်မှာကောင်းကောင်းမွန်မွန်တော့ handle တော့လှုပ်ထားသေးပဲဗျာအဲခွန်တော့အရင်ဂျန်ကန်နဲ့ဝင်မလာဖို့အတွက်သူပြန်တားလာနိုင်ရလို့တော့ကျွန်တော်ပြောလို့ရတယ်ဗျာအဲ့တော့နေ3ချက်တွေ power wine lab data တကယ်တမ်းမှာ dash ကိုသွားပြီးတော့ပေးနေခဲ့မှာဆိုလို့ရှင်တော့ dash drop ကတော်လေးခက်ခဲတော့ဖြစ်နေတယ်ဂိမ်းနဲ့မတူဖြစ်သွားလို့တော့မသိဘူးနိုင်ငယ်လေးတော့ငြိမ်နေတယ်เนาะဒီ goal line နေထားကြည့်မှာဆိုလို့ရှင်လဲစံဂျီနဲ့ဒီဂျွန်ွေရနေထားတစ်ခုမှာအနိုင်ငယ်လေးတော့ balance ဖြစ်နေသေးတယ်လို့ကျွန်တော်ပြောလို့တော့ရတယ် goal line ခံခင်လို့ဖို့ဆိုတော့သိမ့်မလွယ်ဘူးဗျာเนาะကျွန်တော်ဂျွန်ွေကလည်း purify နေစံဂျီကလည်းကျွန်တော် flicker နဲ့ဖြစ်နေရနေထားဆိုတော့ ဒါတက်တဖိုင်လေးတွေပဲနှစ်သိန်းလောက်ပို့ပြီးတော့ဥစားတော့ပေးနေပြန်နော်ဒါပေမဲ့အားလေးသာမဖလန့်နိုင်ဘူးဆိုရင်တော့လေကင်းကြရင်တော့ပို့ပြီးတော့ဖလန့်ဖို့အတွက်ကတော့ခက်ခဲလာလိမ့်မယ်ဗျနှစ်သိန်းတော့ရဲ့ဂိုးလိန်နာလေးပေါ့နော်ဒါပေမဲ့တစ်ဖက်မှာပြန်ပြီးတော့ကြည့်မယ်ဆိုရင်တော့ career ကတော့ range ပိုင်းဆိုင်ရာအား net check ကတော့သွားပြီးတော့ရှိမယ်အကဲစန်ကြီးစီ remote housing glory ပြီးတော့ window က malefic gain နေတာပြီးသွားခဲ့မယ်ဆိုရင်တော့ juno ကောင်းကောင်း pressure လိုက်ပေးလို့ရတယ်ဆိုတော့ flicker watcher ပေးလိုက်နေပြီတစ်ဖက်ကနေပြီးတော့ fake on the penalty troll လေးကိုတော့သိကိုင်းသွားခဲ့ပြီဗျတော်တော်လေးကတော့တော်ရလပ်ပါတဲ့ဘူရဲရဲ့တော်တော်နေချာ 2 man flicker play လေးရတော့တကယ်ကိုကောင်းနေခဲ့တယ်လို့ပဲကျွန်တော်သုံးသပ်လိမ့်မယ်ဗျာဒါပေမဲ့ Hiroki မရလိုက်တာလေးရတော့နှမျောစရာပဲတကယ်လို့ Hiroki သာရမှာဆိုလို့ရှင်တော့ early game မှာအပါသီးရသွားနိုင်တဲ့အခြေအနေမျိုးဗျာ ဒါပေမဲ့လေယူရိုကိမရခဲ့တဲ့နောက်မှာတော့တတတေ5ကိုပြန်ပြီးတော့ကြည့်ရတော့မယ်။ပလေးကမရှိတော့တဲ့နောက်မှာဘူရဲတော့ကတော့အနေငယ်လေးပြန်ထိန်းသိမ်းရမယ်အခြေအနေမျိုးဗျ။တတော်နဲ့ချက်ပါမရှိတော့ဘူးဗောနော်။မက်ဒက်စီးနေနဲ့ဗဒေဆိုင်ကနဲလေးအခက်ခဲတော့ရှိမယ်ဆိုရင်မခွန်နဲ့ဒီနီကိုရိုးရဲ့ damage output လေးကသွားပြီးတော့ဒီရှိနေသေးရဲ့ဗျ။ဒီအချက်တွေကိုလည်းသွားပြီးတော့ထဲထွက်ရမယ်။ပထမ target objective 5မှာတော့ dash ရောက်လာယူထားနိုင်ခဲ့တယ်။ဒီအချိန်မှာတော့မက်ဒက်စီးဘယ်လိုမျိုးဒီလိုမျိုးကျွန်တော် macro control တွေကိုပြန်လဲရအောင်ယူမလဲဆိုတော့ကြည့်ရမယ်ဗျ။ ကဲတော့ကျွန်တော်ဒီမှာလည်း KA တောက်လျှောက်ဆိုလိုပဲ Valentine's ကြီးကမာလာပြန်ပြီးတော့ပတ်ထားပါပြီဗျာနောက်မှလည်း Barricade ပြန်တန်းလာတယ်မတက်ပဲထက်ရတယ်အော် Flicker လေးနဲ့ပြီးရ Stand up to man ကိုတတော်ဝိုင်းတော့ဘာလို့ Fine Piece တွေ line နေနေကြလို့ဒီဘက်မှာလည်းပူရဲဆန်ကြီး Bullet Shot Damage ကြီးကြားမှာပြန်ကြနေနေတယ်ပဲ Golina Combination ဝင်လာခဲ့တဲ့ Falcon ကတော့ ီရိုကင်းနှစ်ကောင်နဲ့တတဖိုက်ကိုတော့အပါတော့ရအောင်လို့ယူသွားတယ်ဗျဒါပေမဲ့ဂျူနိုအောက်မှာရှိသမျှကိုရှိတယ်အကုန်လုံးတော့တိတ်တောင်းလှုပ်ထားနိုင်ခဲ့တယ်ဆိုရင်လည်းတဖက်မှာတော့ဖဲကွန်ဘက်ကပ်တင်နဲ့သွားပြီးတော့တွေးနေပြီးကိုစဖဲကွန်လန်ဒဖလဲပေးထားတယ်ဂျာထဲမှာတော့ဂျူနိုရုံထပ်ဖို့တော့ခက်ခဲအောင်မယ်တဖိုက်ပြန်ပြီးတော့ဖောဘက်နေတယ်ဆိုရင်လည်းတဖိုက်လောက်ပါမလားလန်ဒဖလဲလစ်ချက်မာတော့ဂျူနိုရအောင်လို့လွတ်ထွက်သွားပါသေးတယ်တဖက်မှာလည်းတဖိုက်ဘေးပေးထားတယ်ဂျာထဲမှာတော့နီကိုတယောက်ကိုတော့ပြန်လည်ပြီးတော့ရထားပါသေးတယ်ဗျနောက်လျှောက်ဆိုလိုပဲနော်ကိုလင်ကန်ကလေးပြန်ပြီးတော့လာဖို့တော့လုံးနေခဲ့တဲ့ဖဲကွန်ဒါပေမဲ့ပြူဖိုင်ရှင်းနေခဲ့တဲ့ဂျူနိုတော့သူတို့အနေနဲ့အဆုံးသတ်ဖို့အနေငယ်လေးတော့ခက်ခဲခဲ့တယ်ဗျာ လမ်းခုလက်မှာပဲเนาะကျွန်တော်နီကိုတော့ join notify PC နဲ့ပြန်ပြီးတော့အစောဆုံးသွားတဲ့ချိန်မျိုးတော့တွေ့ရတယ်အဲ့တော့ Sam G ကအစောကြီးပဲရှိတယ် Devil in Face တော့စလာနေပြီအဲ့ဒီမှာဝမ်ထက်စားရမယ်ဆိုရင်တော့ပို့ပြီးတော့ aggressive ဆန်နေတဲ့ပုံစံမျိုးလေးကိုတော့တွားပြီးတော့တွေ့နေရတယ်ဗောနော်ဒီအချိန်မှလည်းကျွန်တော် King Flash နေတဲ့ Rebution လေး ask you just now 放我一包来，就是我们大家兄弟比较比较骄傲的，就是本来 FNV 嘛，打溜都挂边，提过边骄傲的，对吧？然后我帮着你，然后全部 Objective Five 里面，我对着你，你那个，全部我放你旁边，我抬你那个，就是我切你，我比较偷偷地提出来，三 G，我怎么搞的？你那个切，特别我比较偷偷地提出来，再来嘛，那个包耶，然后我比较比较比较提出来，就是 New Game 比较骄傲的，比三 G 比较不配米的，A K S 比较提出来，就是流氓流氓流氓比较切，特别我提出来，就是将来嘛，可能特别我比较来，将来三 G，要论勇者抓的，对吧？搞笑说的，卢贝三 G。 တော်တော်လေးတော့သေးဖို့အတွက်နီးကပ်သွားတဲ့အနေထားဒါပေမဲ့ flicker တွေပြီးတော့ slide ပြန်ထိုးတဲ့အချက်တွေကြောင့်မလို့လွတ်မြောက်သွားတယ် Dustin နဲ့ combination တော့မလာခဲ့ဘူးဗျာဒီနေရာမှာတော့ Yuko နဲ့ King Flag ကိုအပြန်လည်ပြန်ပြီးတော့လက်လက်ထားရဲဆိုရင်လည်းအရင်ကြီးတော့ knock out ကတော့မကွာသေးဘူးဒါပေမဲ့ Fake ကအဲတဖြည်းဖြည်းနဲ့တော့ 2k လောက်ထိရောက်လာတယ်ဗျာ Hero Hero Kelly ရတယ်သူတို့အနေနဲ့တစားတစားသွားသွားပြီးတော့ရထားရဲဆိုတော့ ဒီချိန်မှာတော့ map control လေးကိုပဲတွားပြီးတော့ပဲကြီးရတော့မှာပဲ area control ဘိုင်းမှာတော့တစ်ဖက်ကနေပြဖဲကွန်အသင်းအနေနဲ့သုံးမဖို့အတွက်စူးစမ်းနေရယ်ဆိုပေမဲ့ဘိုယဲနဲ့တစ်ဖက်ကနေပြနီကိုကျော်ဖို့အတွက်ကလည်းတွားပြီးတော့ရှိနေသေးတယ်လောဆယ်ဟာ dash အပေါ်လမ်းမှာတော့တယောက်တော့တယောက်ထဲတော့ဖြစ်နေရယ်ဗျ202ဆိုရယ် KDA ဒီချိန်မှာတယောက်ထဲဖြစ်နေရတော့အနေနဲ့တော့များတယ်ဗျခွန်နဲ့တော့တွားပြီးတော့တွေ့နေပြီဒါပေမဲ့ dash ကိုတော့အရင်လိုက်ပြီးတော့ restore တော့အစင်းတော့မပြေဘူးအဲ့တော့ဘိုယဲလွန်မိုးကျွန်တော် objective file လေးမှာ map open ထားနေတယ်ဗျတစ်ဖက်ကနေပြ map စီဒီ objective ကိုရောလက်လွှတ်ရမှာလားဆိုတော့ကြည့်ရမယ်ဗျ အဓိကတော့တတယ် objective ကရှင်းမှာနှစ်ခါလောက်ထိပေးရပြီဆိုတော့လေဒီခေါက်ကတော့ပြန်ပြီးတော့ dynamic solution တော့ပို့ပြီးတော့မှကောင်းလိမ့်မယ်ဗျာနောက်မှလည်းတောက်လျှောက်ပဲဟိုရဲအနေနဲ့ vision လေးပါလေးပြန်ပြီးဖွင့်ထားသေးရယ် creep လာ join မယ်ဆိုလို့ရှိရင်တော့ငါးရောင်ငါးရောင်နေထားတော့ဖြစ်နိုင်ဒါပေမဲ့သူတို့က family map ပွားကြည့်ပါဗျာပြီးတော့ detective 5ကိုလည်းအစ်စီအနေနဲ့ပြန်ပြီးတော့လက်လွတ်လိုက်တဲ့အနေထားဆိုတော့ network up ကတော့ 2.5k လောက်ထိတော့မြင့်တက်သွားတယ်ဗျအဓိကကျွန်တော်တို့ main damage resource တွေအနေနဲ့ရောဘယ်တည်းမှမပါဘူးဆိုတဲ့အချက်ပေါ့နော်ကျွန်တော် high risk တော့မယူတော့ဘူးသူတို့အနေနဲ့လုံးဝပဲ make ရဲ့ first tower ကိုပဲပြန်လဲပြီးတော့ပဲ defend အောင်မယ်ဂျူနိုအဲ့လိုမျိုး famous space လေးဒါရှာလာနိုင်မယ်ဆိုရင်တော့မစိုးဘူးကွနယူကိုတို့ဘာလို့ပဲပြန်လဲပြီးတော့ရှင်းလို့ရတဲ့နေသားဆိုတော့ယူကိုထပ်ပြီးတော့ပေါ်ဆင်းလေးဂျာတယ်မသွားပြီးတော့ပေးမိနေပြီဒါပေမဲ့တစ်ဖက်ကလည်း throw roll ပေးလာရဲ့ဂျာတယ်မှာ medicine အရင်တော့ initiating တော့မလုပ်သေးဘူးဗျအဓိကတော့ဒီပွဲကတော့ပြောမယ်ဆိုလို့ရှင်တော့စန်ကြီးက vascular free ထွက်လာတာ5မိနစ် timing လောက်မှာထွက်လာတယ်ဆိုတော့ ဒီ career ကတော့သူ့ရဲ့23ချောင်းတော့လိုတယ်ဗျဒီမှာက cholesterol crochet size ဒီလို item မျိုးလေးတွေတော့သွားဖို့တော့ပြီးဖို့တော့လိုအောင်မယ်ဆိုတော့ space ကတော့ judo အနေနဲ့ယူရအောင်ပါပဲအဲ့တော့တစ်ဖက်မှာလည်း ကင်ဖလက်အနေနဲ့ကဒီပွဲကလည်းသူ fan main ကိုပဲအဓိကဦးစားပေးသွားပြီဗျ Dash က302ဖြစ်နေတဲ့အချိန်ဒီမှာသူတို့အနေနဲ့ idea နဲ့မစုံသေးမနဲ့ကြာဖို့တော့သိမရှိတော့ဘူးဗျဟုတ်တယ် Medicine Mega First Tower ကို pressure လေးပေးဖို့တော့ကတော့စူးစမ်းနေရတယ်တစ်ဖက်မှာလည်းပြန်ပြီးကြည့်မယ်ဆိုရင် King Flash အနေနဲ့ Silent ကိုပါ Strip Push လေးလှုပ်ထားရဆိုတဲ့အချက် Medicine ဘက်ကနေပြန် map control လုပ်ဖို့တော့ကတော့စူးစမ်းနေတယ်ဒါပေမဲ့ Falcon Sanji အနေနဲ့ Free Fan တောက်လျှောက်ရထားရဆိုတဲ့အချက်ကိုလည်းကျွန်တော်မေးထားလို့တော့မရဘူး Nico Sky Pierza လေးကတော့ confirm ထားသေးတယ်ဗျတစ်ဖက်မှာလည်း Dash နဲ့ Holy Crystal တော့သွားပြီးထပ်ထားပြီး KA ကိုတော့ ရိုက်ပိတ်ရိုက်နေတဲ့ဗကေအေးဒေါမိုးတော့ကတော့ချင်းတင်နေပါပြီ။အော်ဒီဘာလဲပြေးပြီးတော့မနျူကိုဖလစ်ကလင်းရောဖမ်းလိုက်တယ်။ဒါပေမဲ့နောက်မှာ follow damage ကမရှိနေဘူးဗျာ။နှစ်မျိုးတော့နှစ်မျိုးစရာပဲ။လိုတော့မလိုဘူးထင်တယ်။အော်လော့ပေါ်တော်တော်လေးနီးကပ်လိုက်နေတာတခုမှနှစ်သိန်းလောက်တော့ aggressive fight ကိုပြတဲ့ dash တယောက်တည်းပဲ။တယောက်တည်းပဲ Juno အဆုံးသတ်ပြီးနေနေပဲ။ main ရဲ့ first star rock ကိုပါရိုက်ချိုးသွားတယ်။ dash ကဒီချိန်မှာအရင်ဖတ်နေပြီဗျာ။402ဆိုတဲ့ KD တွေချရမှာ သူ့တော့ဘယ်သူမှတော့ဟန်တားဖို့တော့မလွယ်ဘူးနဲ့တူတယ်ခြေတလန်းလေးမှာပြီးမျက်နှာချင်းဆိုင်လမ်းမှာသွားပြီးတော့တွေးလိုက်တဲ့ဂျူနိုဒီအချိန်မှာတိတ်တောင်းတော့ခံလိုက်ရပြီသူတက်နိုင်တဲ့လောက်ကတော့တောင်းချောက်သူလိုစေပလေးတော့စော့ထားသေးတယ်ဒီအချိန်မှာသူအိုင်တန်ပြေးဖို့အတွက်ကလည်းတချောင်းလောက်ပဲလိုတော့ရပြသူ့ရဲ့အိုင်တန်သုံးခွက်ထဲမှာပေါ့နော်ဒီမိုဟန်နာသာထွက်သွားခဲ့မယ်ဆိုရင်တော့သူ့ရဲ့ဘက်တယ်ကွန်ပိုင်နေရှင်းလေးနေဒီတက်ပို့ပြီးသုံးခွက်လက်မြင်ရမယ်ဒါပေမဲ့ခုနကကျွန်တော်တို့အစောကြီးတည်းကမန်ရှင်းထားခဲ့သလိုပဲစန်ဂျီဒီဟန်စင်ကလောဘာစကာဖျူရီမလီဖစ်ဂန်သာထွက်သွားခဲ့မယ်ဆိုရင်တော့သူ့ရဲ့ဘက်တယ်အင်ပက်ဒါမေ့အထောက်ပို့တွေကပို့ပြီးတော့တိတာတယ်ဘောလီရှော့ဒါမေ့တွေပေါ့နော် အဓိကသူဒီ low rate damage တွေတောက်လျှောက်ဆိုလို့ပြန်ပြီးတော့ဒီပေးနိုင်မလားဆိုတဲ့အခိုက်အတန့်လေးရရှိနေသေးရကျွန်တော်အဲ့တော့ KB ကတော့ပြောမှာဆိုရင်ဗတဲထဲမှာနိုင်ငံလေး survive ဖို့တော့ခက်ခက်ခဲလာတဲ့အချိန်နေဒီကို purify လည်းမရှိနေနေဒါဆိုတော့ position ကတားရတော့ဂျုံသွားလို့တော့မရဘူးဗျာတစ်ဖက်မှာလည်းဒီဘွဲကဒီ bandy နေနဲ့ပြောမှာဆို bandy မဟုတ်ဗျာအကုန်လုံးက purify မပေါအောင်အဲ့တော့ grow ရဲ့ totally chapter ဘူရဲတာတကယ်အကွက်ပြနိုင်မှာဆိုလို့ရှိရင်တော့အကုန်လုံး၄ဘောမြောက်တက်သွားဖို့တော့များတယ်ဆိုတော့ လော်လီကတော့စာဒန်စ်နေပြီဒီနေရာမှာတော့ခွန်အနေနဲ့ vision ပြသွားဆိုဘိုရဲလည်း ready ပဲ9ရောက်9ရောက်စိုင်မရောက်တော့မယ်ပတယ်ဗျာလောကဝါဆိုတဲ့အတွက်ကြောင့်လော်ဒန်စ်ကတော့အခက်ခဲတစ်ခုကတော့သွားပြီးတော့ရှီွားလိမ့်မယ်ဒီအချိန်မှာခွန်အနေနဲ့တောက်လျှောက်ဆိုသလိုစန်ဂျီရောတော့လိုက်ပြီးတော့ထောက်ပေးတော့ရဲဆိုမယ် KH နေတဲ့ဘက်ကကတော့သွားပြီးတော့ရှီနေရဗျာအဲ့တော့ new go အရင်ဆုံး initiate ပြီးမှတော့ရမယ် damage taken နေတိတ်ပြီးတော့မလုံလောက်ဘူးဆိုတဲ့ fair con ဘက်ကနေပြီးတော့လော်ဒန်စ်ဖို့အတွက်ကတော့ခက်ခဲနေရဆိုတော့ရင်းလို့တော့မရဘူးဗျအင်းအဓိကဘာလဲဆိုတော့ fair con နေနဲ့ကဒီနေ့မှာသူတို့ရဲ့ ဒီပုံစံပေါင်းတစ်ခုတော့ပြသဖို့တော့လိုနေရပါတော့ game 2မှာအထူးသဖြင့်မသစ်စီအနေနဲ့က game 1တော့နိုင်လာပြီးသွားပြီဆိုတော့တို့တော့ကပြောမှဆိုလို့ရှိရင်တော့အနေငယ်လေးအေးဖြည်းဖြည်းနဲ့မမှန် item လေးပါလေးရှာနေနေမှာပြန်ဖွားမှဆိုလို့ရှိရင်တော့ပိုစီမီတော့ပေါ့လေဒါပေမဲ့ fail ကတော့ aggressive fight တွေပြီးတော့ပြဖို့တော့လိုနေပြီเนาะအခုလက် join 402ဆိုတဲ့ KD ကြားထဲမှာတောက်လျှောက်ဆိုလို့ပဲ ဒီလော့ပတေကိုလာကြွိုင်းမှုတော့လုံနေပြန်လောကတော့တော်တော်လှုပ်ရှုပ်နေရယ်ဝင်လိုက်ထွက်လိုက်နေပါတော့အဲ့တော့မက်ဒစီဒီအချိန်မှာမက်ကဲအပါဟန်းကိုတော့တွားပြီးတော့ရာထားတယ်ဆန်ဂျီအနေနဲ့ကလည်းတစ်ဖက်ကမက်ပိုဇီရှင်တပြောင်းနေရယ်ဆိုတဲ့အတွက်ကြောင့်သူ့မှာအနေထိုင်တော်တော်လေးကိုတော့စင်ကျင်နေရတယ်ဗျဘန်နီတယောက်ကတော့ပြေးပြေးတွေးပါပြီဒီကိုတပြေးပြေးရော့ကလေးထဲထားရကျွန်တော်ဗန်နီဒါမှမဟုတ်တိတ်အများကြီးတော့မဖြစ်သွားခဲ့ဘူးဗျာအဲ့တော့နီကိုဒီအချိန်မှာသူ့ရဲ့စပယ်ကက်စ်လေးရောတော်တော်များပေးလိုက်ရပြီဆိုတော့ဖေကွန်အနေနဲ့အင်ဒီရှေးလေးနဲ့ပဲစပြီးတော့လုံမလားဆိုတော့စောင့်ကြည့်ရမယ်ဒါပေမဲ့တစ်ဖက်မှာလည်းဘိုယေးကတွားပြီးတော့ရှိနေတယ်ဖလစ်ကာနဲ့တက်တော်နဲ့ချက်ဆိုတဲ့အချက်ကြီးကတော့ကြောက်ဖို့တော့ကောင်းနေတယ် ဟုတ်တယ်ခုနကလည်းဒီ Trojan Boss တွေနဲ့ Venezia နေပြီးတော့เนาะ Lane Play သွားတောင်းနေမပြီးခဲ့ဘူးဆိုတော့ဒီမှာလည်းဘိုရဲတော့အရင်ပုတ်ခံလို့တော့မရဘူးသူက front front line မှာ count တူရမယ့် hero ဆိုတော့လူချန်လေးပါလေးပြန်ဟီးပြီးတော့เนาะကျွန်တော်တို့ဒါ passive ပါလေးနဲ့ဆိုတော့အစင်တော့ပြေးမှာပါအဲ့တော့ Rapper Blue Bug ကလည်းပြီးသွားပြီเนาะကျွန်တော်တို့တစ်ဖက်က Dash က KA ကလည်းသူဒီခွန်ဖမ်းကိုကြိုးစားနေပြန်ဗတ်တဲရေးဆိုင်မှာပါဒီနှစ်သိန်းကကြီးရသလောက်ဆိုရင်တော့ ဗရဆိုင်မှုတော့များတယ်ကွာနော်ချိန်စီတော့တော့ရှိတယ်ဆိုတော့ထပ်ပြီးတော့ migration ဘာလို့လဲ dance teacher မှာခွန်ပြင်းနေရဆိုတဲ့အတွက်ကြောင့်ဘာမှသိအများကြီးတော့လုံးလို့မရဘူး KS မှာ spam မရှိဘူးဆိုတဲ့အချက်ကတော့ medicine ကောင်းကောင်းမွန်မွန်တော့ဒီအချိန်မှာအသုံးချလို့တော့ရတယ် kin flash တိပြ dashboard ကြုံသား oh boy ထပ်ပြီးတော့ battalion chef တွေကလည်းကြားထဲမှာတော့ battle လေးကတော့စတင်လာခဲ့ပြီဗျာတောက်လျှောက်ပဲ damn retribution နောက်မှလည်း တောက်လျှောက်ဆိုတော့ 5B စတီလိုက်ပြီးနေလာသေးရဲ့တော့မခွန်သူ့ရဲ့ draw လေးတော့ကိုင်းသွားတယ်ဗျာကျွန်တော်တို့အချိန်ပြည့်ပြီးဆွဲထားသေးရဲ့တော့ back end နေနဲ့ပူရဲ Juno Kingfla အကုန်လုံးရှိနေနေပဲ where for where trade ဆိုတဲ့အနေထားမျိုးကိုတော့ကျွန်တော်တွေ့ရရတယ်ဗျာဒီ lock ပတဲမှာ new core ကလည်းနောက်ကဘက်လိုင်းထဲမှာဖမ်းပြခဲ့သလိုတဖက်မှာရှိနေခဲ့တဲ့ပူရဲကလည်းဘက်လိုင်း control အပိုင်ဖမ်းတာဗျာ လုံးဝကောင်းတယ်ဗျာတကယ်မျက်ွယ်ကြီးကိုဖမ်းသွားခဲ့တာဟုတ်ရှောင်းရှောင်းမိုးအတွက်ကတော့တော်တော်လေးကိုခက်ခဲလို့တော့ပြောရမယ်ဒီလိုမမှုမှန်းနေဆိုရင်တော့ကျွန်တော်ဖဲကွန်အတင်းတော်တော်လေးကိုတော့ဂီယူတော့ဆိုက်ရမယ်ဗျာဖက်ကမက်ဒစီလော့အော့ဘဂျက်တစ်ကိုပေးလိုက်ရတယ်ဆိုရင်လည်းတို့တို့အနေနဲ့ဒီလော့အော့ဘဂျက်တစ်ကိုဒီဖန်လင်းလုံးဖို့အတွက်ကတော့တော်တော်လေးကိုကောင်းတဲ့အခြေအနေမှာတော့ရှိရတယ်ဒီကဘိုရဲ့အဲ့လိုအင်နီရှိလိုက်တဲ့အချိန်မှာနောက်မှခွန်အနေနဲ့စတမ်းပိုင်မရှိဘူးဆိုတဲ့အချက်လေးကနည်းနည်းလေးကတော့တင်းဆောင်လေးတော့ဖြစ်သွားခဲ့တယ်ဒါပေမဲ့လော့အော့ဘဂျက်တစ်ဒီဖန်ဖို့အတွက်ကတော့မက်ဒစီ5 member ဒီချိန်မှာစတီကီဖောင်လေးနဲ့ပဲပြန်ပြီးတော့ဖြည့်ရှင်းရအောင်မယ်ဗျာဒါဝေါ်ကပ်ကတော့5 k နီးပါးလောက်ရှိသွားပြီဖလဲပေးလိုက်တဲ့ဘလန် န်ဆက်ပြီးကာလာတဲ့တော့မ KA တဲပြီးတော့ပဲပြန်ပြီးတော့ဖတ်လာတယ်ဗျာတော့တော့ဒီအပေါ်နဲ့ဘယ်ကတော့ကိုမရှိအောင်ဆိုတော့မှာ SMG volley shot damage တွေတအားများနေပြီဗျာ double volley shot လေးပေးနေတယ်ဆွန်ယူကို initiate လေးလှူထားမသိချင်တယ်ဆိုပေမဲ့လို့ဒီကိုရဲ့ post win နေချားထဲမှာတော့ထပ်ပြီးတော့ပဲပေးတာ double 5 beat ပေးတာရဲ့ချားထဲမှာ task ကိုဖြည့်ရှင်းဖို့တော့ကြိုးစားနေတယ်ဒီအချိန်မှာ junior တော့ပြန်လည်ပြီးတော့ trader အသေးဆိုတဲ့ game flash ထပ်ပြီးတော့ synergy ရဲ့ damage တွေမှာ down migration နဲ့အတူပဲ5 member လောက်ကိုပျောက်ဆုံးသွားခဲ့တဲ့ might this see gain number 2တော့ပြန်လည်ပြီးတော့ခွင့်ပြုပေးရတော့မှာပဲဖြစ်ပါတယ်တကယ်လို့ပဲအကောင်းဆုံးပုံစံကောင်းတစ်ခုနဲ့တူပဲ dev ရဲ့ signature hero ဖြစ်တဲ့ 主要变丑了，你晓得苦嘛？哦，诸如啊，再讲伊说，伊龙人说，伊尼有咯，变来变落丑了呀，有无？或者是甜的呀？来，诸如也高多多，本来讲都可能变来很难不丑拉去，有无？啊，是那么变多的，有无？第二个，高内黑啦，黑啦，主要有哪么？高不内得嘛？然后就对比，就然后就对比嘛？来不咯？但同你吃甜的，Spey 嘛是内尼哈，皮咯，布皮咯，哎，我讲内吃都苦啊，巴咧是咯。再讲个特地龙啊，弗来个龙啊，咪有啦，哎，吃呗。第三个，萨达米哇，伊哪么？诸如的，哎，Staney。 ဟိုမပြတ်တော့ဘူးဆိုတော့မှန်းဆချက်မျိုးရှိရပါတော့ဟုတ်တယ်အဲ့တော့တို့လိုမိုးဖလစ်ကာနဲ့ထွက်လာရဆိုတဲ့အချိန်မှာတော့တော်တော်လေးကစကိတ်တော့ဖြတ်သွားရခုနကဘိုးရဲ့လုံးကွက်ကတော်တော်ကြီးမိုင်းသွားရတော်တော်လန်းနေတော်လန်းသွားခဲ့တာပေါ့နော်လုံးဝမျက်ကွယ်ကြီးကိုတိုက်သွားခဲ့တာဆိုရင်လည်း forward damage တင်မရှိပါဘူးဆိုတဲ့အချက်လေးချက်တို့တွေဒီပတ်တဲ့ impact ကတော်တော်ကြီးကိုခံစားလိုက်ရတယ် game number 2ကိုတော့ပြန်လည်ပြီးတော့ပေးလိုက်ရတယ်ဆိုရင်လည်းဒီနှစ်သင်းတွဲဆုံမှုဒီနှစ်သင်းရဲ့အားပြိုင်မှုကတော့ဒီတိုင်းပဲဗျအမြဲတမ်းဆိုသလိုရန်ကောင်းမယ်နော်ကျွန်တော် game number 3ဆက်လက်ပြီးတော့စောင့်ကြည့်ကြရမယ် game number 3 မလာခင်မှာကျွန်တော်ရဲ့ band list တွေအနေနဲ့ဘိုင်းများဆွေးနွေးသွားမလဲဆိုတာနားထောင်ကြည့်လိုက်ရအောင်